တောင်ကြီးမြို့နယ်ဧတာယာမြို့၌16ကြိမ်မြောက်ကပခွေယူယောဂတိုက်ဖြစ်ရေးနေ့ဒိမန်အခမ်းအနားကျင်းပတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှုပြီး2030ပြည့်နှစ်တွင် ခွေယူယောဂလုံးဝကင်းစင်သွားစေရန်ရည်ရွယ်၍16ကြိမ်မြောက်ကပခွေယူယောဂကာကွယ်တိုက်ဖြစ်ရေးနေ့ဒိမန်အခမ်းအနားကိုစက်တင်ဘာလ26ရက်မွန်းလွဲ2နာရီက အေးတာယာမျိုးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှုဒေါက်တာကောင်းမြတ်ဟိန်ကအဖွင့်အမှားစကားပြောကြားရာမြန်မာနိုင်ငံတွင် ခွေးယူးယောဂါကြောင့်လူနှင့်တိရစ္ဆာန်များထိဆုံးမှုမရှိစေရည်မြော်မှန်း၍ဆောင်ရွက်လျက်ရှိပါကြောင်းခွေးယူးယောဂါသည်တိရစ္ဆာန်မှလူကိုကူးစက်စေသည့် ယောဂါတစ်ခုဖြစ်ပါကြောင်းဗိုင်းရပ်ကြောင့်ဖြစ်ပွားပြီးအုံနောက်ကိုထိခိုက်ရောင်ရမ်းစေတတ်၍ယူသွစေသည့်ယောဂါဖြစ်ပါကြောင်းခွေးယူယောဂါဖြစ်ပွားပါကစေကူတား၍မရပဲတည်ဆုံးလိမ့်ရှိသည့်ယောဂါဖြစ်ပါကြောင်းခွေးယူယောဂါသည်ကြိုတင်ကာကွယ်စေတူပြီးရာဂိုင်းနှုံးပြီးကာကွယ်နိုင်သည့်ယောဂါဖြစ်ပါကြောင်းနှင့်ခွေးယူယောဂါသည် ခွေးမှ လူတို့ခွေးကိုက်ခံရခြင်းမှတဆင့်ကူးဆက်သောယောဂါဖြစ်ပါကြောင်းခွေးယူကိုက်ခံရသော လူတို့သည် အချိန်မီခွေယူကာကွယ်ဆေးမထိုးနှံနိုင်မှာကတရားရာဂိုင်လုံးသိဆုံးနိုင်မှာကြောင်းခွေယူယောဂသည်ခွေမြေခွေခွေအားတို့တွင်အများဆုံးဖြစ်ပွားလေရှိပြီး ကြောင်ကြောင်ကတို့တောကြောင်နှင့်လေးနှုတ်များတို့တွင်လည်းဖြစ်ပွားလေရှိကြောင်ဇူးနှုတ်တဲ့ disease တိရိစ္ဆာန်မှလူတို့ကူးစက်သောယောဂတဲတွင် ပါဝင်ပြီးကဘာတွင်တစ်နှစ်ကိုလူဦးရေ9900ဦးသိဆုံးသဖြင့်အရေးကြီးသောယောဂတစ်ခုဖြစ်ကြောင်းနှင့် ယခုနှစ်19ကြိမ်မြောက်ကမ္ဘာခွေးယူယောဂတိုက်ဖြတ်ရေးနေ့တွင် ခွေးယူယောဂကင်းစင်ရေးမနေ့အမြန်လက်တွဲပေးဆောင်ပုံနဲ့အညီအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဆက်လက်၍တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးကပြည့်စွက်အမှာစကားပြောကြားရာ ခွေးယူယောဂသည် အများပြည်သူကိုဒုက္ခရောက်စေနိုင်သောယောဂဖြစ်၍အိမ်မွေးခွေးများဖြင့် အခြားတိရစ္ဆာန်များမွေးမြူသူများအနေဖြင့်ကာကွယ်ဆေးထိုးရန်လိုအပ်ပါကြောင်းခွေးဥပြန်ယောဂါသည်ကုသခြင်းတဲ့ကြိုတင်ကာကွယ်ခြင်းကထိရောက်ပါကြောင်းနိုင်ငံတော်မှခွေးဥယောဂါကာကွယ်ဆေးထိုးနိုင်ခြင်းကိုအခမဲ့စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြည်သူလူထုများအန္တရာယ်မကျရောက်စေရည်ခွေးလီခွေးလစ်များကို ထိန်းချုပ်ဖို့လိုအပ်ပါကြောင်းနှင့်ပြည်သူလူထုများမှလည်းပူပေါင်းပါဝင်ဆောင်ရွက်တော်ကြဖို့လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည် ထို့နောက်တောင်ကြီးမြို့နယ်ငွေမြွေနှင့်ကုသရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါက်တာအောင်မင်းထွန်းကကိုယ်ယူယောဂအန်တဲ့အကြောင်းတီကောင်းစရာများကိုပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြပြီးတက်ရောက်လာသူများကတရှိလူသည်များကိုမေးမြန်းရာရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှုနှင့်တာဝန်ရှိသူများကဖြေကြားခဲ့ပါသည်အဆိုပါခန္ဓာသူပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မီမြို့ဖားများရက်ွက်အုပ်ချုပ်ရေးမှူးများနဲ့ဒေသခံပြည်သူ150ဦးခန့်တက်ရောက်ပြီးခွေးယူယောဂကာကွယ်တားဆီးရေးအသိပညာပေးလက်ကမ်းစာဆောင်များကိုအခမဲ့ဖြန့်ဝေပြီးရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများမှအိမ်မွေးခွေးများအားခွေးယူယောဂကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ